ားအလုံးမဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ23ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လှန်နေသည်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့ရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေတဲကပထမဆုံးတွေ့ရတဲ့သတင်းကတော့အကြမ်းတ်ဆစ်ရှုံးကောင်စီကဒီဇင်ဘာမှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအတွက် လုံခြုံရေးနဲ့တည်ငြိမ်ရေးလုပ်ငန်းတွေအတွက်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးရလိုက်တယ်လို့ ိရပါတယ်အဲ့တော့ဇိုးဝင်းမနေ့ကရန်ကုန်ကိုရောက်နေတဲ့အချိန်မှာပဲအငိမ့်စားဘုံမှုချုပ်အဲကျွန်တော်တို့ချိုထွန်းအောင်ဘုံမှုချုပ်ချိုထွန်းအောင်ကိုဒေါ်တိုင်းတက်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းလိုက်တဲ့အတွက်ဒီလုံခြုံရေးပော့ရော်မှုနဲ့တက်နယ်မှုတွေခေါ်ယူပြီးတော့တတိပိတ်ခံရတယ်လို့သိရပါတယ်အဲ့တော့ဇိုးဝင်းကတော့သိတဲ့အတိုင်းကျွန်တော်တို့ကင်းရပြည်နယ်ဘက်မှာလည်းအောင်စေရစစ်စင်ရေးဆိုပြီးအောင်စရာစစ်ကြောင်းနေနဲ့ခြစ်တက်ဖူးတဲ့ဒီအောင်စရာစစ်ကြောင်းကိုလည်းတာဝန်ယူဖို့ပါတယ် သူတာဝန်ယူဘူးတဲ့အောင်စေရစစ်ကြောင်းကတော့ရှေ့မတိုးတာနောက်မဆုတ်တာနဲ့ခုအောင်စေရလိုက်ရှာလို့တောင်မတွေ့တော့တဲ့အခြေအနေဖြစ်သွားတာကိုလည်းပြည်သူတွေသိမြင်ပြီးဖြစ်ပါတယ်အဲ့တော့နောက်တဲ့သတင်းကတော့တော်တော်လေးထူးတယ်ဗျဟိုရေရမလားငိုရမလားမသိတဲ့သတင်းတိုက်ပွဲမှာသေဆုံးသွားတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေရဲ့နာရေးအတွက်တက်တွင်းမှာအတိုးနဲ့ငွေချေးနေရတယ်လို့သိရပါတယ်အဲ့တော့မတန်နာနဲ့တော့ငွေချေးမဲ့လူတွေရှိလာပြီဆိုပြီး ခေါင်းမမသိဖင်မမသိကောင်းတွေကတော့ပြောရင်ပြောနေမှာနော်အဲ့တော့ဒီသတင်းကလည်းကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းပါနားဆင်ရမှာပါနောက်တဲ့သတင်းကတော့ပြည်သူ့ပန်းနိုင်ကိုပူးပေါင်းလာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေတပတ်တွင်းမှာပဲ15ဦးအထိရှိလာတယ်လို့သိရပါတယ်တောင်ကြီးကအမှုပွဲစားစစ်မှုတန်းကြီးကောက်သူတနက်ပြစ်ခံရပြီးတော့သိဆုံးသွားပါပြီအဲ့တော့စစ်ရှုံးကောင်စီလက်အောက်ပြာပုံထဲကနေဘယ်လိုမျိုးပဲ လေကျင်နေပါစေဘလိုမျိုးပဲအော်ဟစ်နေပါစေပဂတိမြေပြင်အခြေအနေမှာတော့ခန့်ချင်းရှစ်ပါးနဲ့အတူစစ်ရှုံးကောင်စီအောက်ဆွဲတွေအခုလိုမျိုးဂိနေတာကိုလည်းနှိမ့်စင်နေမြတွေ့မြင်ရပါပါနောက်သတင်းကတော့ဒီရခိုင်ကလူငယ်တွေကိုပြပနဲ့ပြမကိုထွက်ခွာခွင့်မပြုဘဲစစ်မှုထမ်းရမယ်လို့အေအေကကြေညာလိုက်ပါတယ်ဒီသတင်းကိုလည်းနားဆင်ရမှာပါအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံတော်မှာရွေးကောက်ပွဲကျင်းပဖို့ လုံုံရင်းနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့အတွက်ဒုစစ်ကောင်းဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုတာကိုကျွန်တော်တို့သိရပါတယ်အဲ့တော့ဆစ်ရှုံးကောင်စီကအခုနှစ်ကုန်လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ရည်ရွယ်ထားပြီးအဲ့လိုကျင်းပနိုင်ဖို့အတွက်ဆုံရှုံးတဲ့နေမီတွေကမြို့တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိမ့်ချုပ်နိုင်တဲ့အထိပြန်လည်ရရှိရေးရှင်ရင်စွဲစစ်တပ်ကထိမ့်ချုပ်ထားတဲ့နေမီတွေမှာအေးချမ်းစွာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဒုစစ်ကောင်းဆောင်စိုးဝင်းကဦးစီးဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာစာကာထာမူတွေနဲ့စစ်တိုင်းမူတွေပြီးနေတိုင်းဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစပြီးတော့လုပ်ခိုင်းနေပြီအဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကတက်ချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကိုကဲမှာဖြစ်ပါတယ် မေလာသမိုင်းမှာလုတ်တဲ့စစ်ဘက်ဆိုင်ရာစီဝေးတွေနဲ့အရက်ဘက်စီဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရပါတယ်ဆိုပြီးဒီနေပြည်တော်မှာရှိတဲ့စစ်ဘက်သတင်းရင်းမြစ်ကအခြေအနေကိုရှင်းပြပါတယ်ဒုစစ်ကောင်းဆောင်ဆိုရင်ဟာကင်းပြည်နယ်မြရီမြို့ကိုပြန်လည်ရရှိဖို့အောင်စရစေချောင်းကိုဥဆောင်ခဲ့ဘူးပေမဲ့အဲ့ဒီအောင်စရစေချောင်းကတော့ဘာအောင်မြင်မှုမှမရှိဘဲနဲ့လက်ရှိမှာထိုင်းမြန်မာနယ်သက်မှာရှိတဲ့စစ်တပ်စခန်းအားလုံးကို KNL ဥဆောင်တဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်နေတာ ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်တစ်ခုလုံးကိုတော်လိုင်းတက်တွေကဝိုင်းဝန်းပိတ်ဆို့ခံနေရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဇွန်ဝင်းရဲ့အောင်စရာနေပြီးတော့အများနဲ့တည်နေလို့ကြောင်တင်မှဖြစ်သွားတဲ့အခြေအနေပါဒါပြင်ရန်ကုန်မှာလည်းမနေ့ကဒုစရကောင်းဆောင်ဇွန်ဝင်းရောက်ရှိနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲရန်ကုန်တိုင်းမယန်းကုန်းမြို့မှာအငိမ့်စားဘုံမှုကျုပ်ချိုထွန်းအောင်ပြစ်ဒဏ်ခံလိုက်ရပါတယ်ဒီဖြစ်တဲ့အတွက်တပ်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့တပ်နယ်မှုတွေကိုလုံခြုံရေးပေါ်ရောက်မှုနဲ့တတိပေးခံရကြောင်းဖြစ်စဉ်မှာကျူးလွန်သူတွေကို မဖြစ်မနေဖန်းစီဖော်ထုတ်ဖို့ဒုစစ်ကောင်းဆောင်ကအမိန်ပေးလာကြောင်းသိရှိရပါတယ်ခင်ဗျာမနေ့ကရန်ကုန်မှာငင်းစားဗိုလ်မှူးချုပ်ချိုးထွန်းအောင်ပြစ်ခတ်လုံခြံခံရချိန်မှာဒုချုပ်ကညောင်တပင်နဲ့ကဘာအေးကိုကူးတန်းနေတဲ့အချိန်မှာလုံခြုံရေးပေါ်ရောက်မှုနဲ့တက်နေမှုတွေတတိပေးခံရတယ်ပြစ်ခတ်လုံခြံသူတွေကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန်ပေးပါတယ်ဆိုပြီးနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ပါ တော့နောက်ထပ်ထူးထူးခြားခြားတွေ့ရတဲ့သတင်းကတော့တက်တွင်းမှာငွေတို့ချိနေရတဲ့သတင်းမှာဒီသတင်းကိုဆက်ပြီးတော့တိဆက်ချင်ပါတယ်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေရှင်းတန်းတိုက်ပွဲမှာတေဆုံးတဲ့အခါဂုံယူတင်ကြောင်းတရင်မူတက်မှမှုတွေရဲ့အမျိုးသမီးတွေကမိသားစုဝင်တွေကိုပြောဆိုနေတာကြောင့်မိသားစုဝင်တွေကဒေါသထွက်နေကြသလိုနိုင်ရည်အတွက်ကုံကြစည်းရိတ်ကိုတရင်မူတက်မှမှုကတော်တွေကပဲအတိုးနဲ့ငွေချေးပေးနေကြောင်းတမိသားစုဝင်တွေအနေနဲ့နေဆက်သူတွေစီကနေသိရှိရပါတယ် နော်မတနာနဲ့တော့ငွေတို့ချေးလို့ရနေပြီအဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းနှုန်းကရှေ့တန်းတိုက်ပွဲမှာသေဆုံးသွားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့နာရီကိုလာရောက်တဲ့တရင်မှုကတော်နဲ့တက်မှမှုကတော်တို့ကတိုက်ပွဲမှာစစ်တပ်ရင်သေဆုံးရတာက မြင့်မြတ်ကြောင်းပြောဆိုသွားတယ်လို့ဆိုပါတယ်သေဆုံးသူစစ်သားမိသားစုဝင်နေတဲ့ဆွေမျိုးနီးစပ်သူတယောက်ကအခုလိုမျိုးပြောပြလာပါတယ်နာရီလို့တော့တက်မှမှုကတော်တွေတရင်မှုကတော်တွေလာတယ်လीလာပြီးတော့အခုလိုအောက်ခြေစစ်သားတွေဘူတွေက တိုက်ပွဲမှာကြတာကမြင့်မြတ်တယ်ဆိုပြီးဂုံယူခိုင်းတယ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့လဲတွေးကွဲမဲ့စကားတွေလည်းလာပြောတယ်အဲ့လိုမျိုးလာပြောချောင်းကိုဒေါသတကြီးနဲ့ဒီတစ်ဆုံးသူစစ်သားမိသားစုဝင်ဆွေမျိုးနှိစက်သူတယောက်ကပြန်ပြောပြပါတယ်အကြဆုံးများနေတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ရှုံးကောင်စီအကြီးအကဲတွေကနာရေးစရိတ်တီးတက်ကူညီပေးတာမျိုးမရှိကြောင်းသိရှိရပါတယ်တိုက်ပွဲမှာတစ်ဆုံးရင်တစ်ဆုံးသူစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တက်မိသားစုဝင်တွေက တက်တွင်းနေအိမ်ကနေဖယ်ပေးရတာဖြစ်ပြီးနိုင်ရည်စီမလောက်တဲ့အခါမှာလဲတက်တွင်းကဘုံမူကြီးတက်ရင်မူနဲ့တက်မာမူဇနီးတွေကအတူဆယ်ကျက်နှုံးနဲ့ငွေချေးပေးနေကြောင်းဒီတက်တွင်းနေဆက်သူတယောက်ကပြောပြလာတာဖြစ်ပါတယ်ခင်ဗျာနိုင်ရည်ကူညီပေးတဲ့အခါမှာလဲအချင်းချင်းတက်တွင်းကယဉ်နှင်းမှုအရကူငွေထက်တာမျိုးရှိတယ်ဒါပေမဲ့နိုင်ရည်လို့တော့မလုံလောက်တဲ့အခါငွေကလိုလာရောအဲ့ဒီခါတက်ရင်မူကတော်တွေဘူဟာမူကတော်တွေကဒီဘုံမူတွေရဲ့မိမတွေကအဲ့ဒီကြားဆုံး ရဲဘော်နိုင်ရေးအတွက်မိသားစုကိုငွေချေးတာ10ဒိုးနဲ့အဲ့တော့သူတို့ gratuity ကြေးရတဲ့အခါပြန်ဆက်ရတယ်အဲ့လိုပြန်ဆက်ရတဲ့ gratuity gratuity ကြေးကလည်းမရှိတော့ဘူးတက်တွင်းကနေလည်းထွက်ပေးရတယ်ဆိုပြီးတော့ပြောလာတာပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့ gratuity ကြေးဆိုတာကျွန်တော်မနေ့ကနားမလည်လို့စီဒီယံဝင်ထားတဲ့ဗိုလ်မှူးတင်လင်းအောင်ကိုမေ့ကြည့်တော့ဒါကကျွန်တော်တို့ဒီဆက်ရှင်ကောင်စီလက်အောက်မှာတာဝန်ထမ်းတဲ့10နှစ်15နှစ်အနည်း20စစ်သက်ရှိတဲ့သူတွေသူတို့က ဆေးဆေးနဲ့အနားယူတဲ့ဟာဒါမှမဟုတ်ရှင်ရှည်ထဲမှာတည်ဆုံတဲ့အခါမျိုးပင်စင်ဒီတက်တက်ဒီသမှုထမ်းရတဲ့သူတို့မှာစစ်တက်တက်တန်းစေးတဲ့အခါမှာထွက်တဲ့အခါမှာဒီလုတ်တက်ပေါ့နော်စစ်တက်နဲ့လာတာနဲ့မြောက်ပြီးတော့ရတယ်ကြီးထားပါတော့စစ်တက်လေဒီလာတာကတသိန်းရတယ်ဆိုလို့ရှင်20တောင်ဝန်ထမ်းခဲ့တယ်ဆိုရင်အဲတသိန်းကို20 20နဲ့မြောက်ပြီးတော့သိန်း20တခါလေတစ်လုံးနဲ့တခဲတယ်ရတယ်ကြီးပေါ့နော်အဲ့တော့ ဲ့ဒီဟာကို grade UG ကျေးလို့ခေါ်တယ်အဲ့လိုမျိုးတလုံးနဲ့တကယ်နဲ့ရတဲ့အခါမှာပြန်ပြီးတော့ဆက်ရတယ်အဲ့တော့အဲ့ဒီကျေးကလည်းမလုံလောက်တော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အတူ30 30ဒိုးဆိုတာတော်တော်လေးကိုများပြားတယ်အတူပါအဲ့တော့တက်မှမှုတွေတက်မှုတွေရဲ့ကတော်တွေကတော့တက်ထဲမှာငွေတို့ချေးပြီးတော့သေတဲ့နောက်ဆုံးမှာ one plan နဲ့အဲဒီလိုင်းငန်းတွေကလည်းထွက်ရမယ်မိသားစုတွေရှိရနေပြီးတော့ထပ်ပြီးတော့ခေါင်းပုံဖြက်ဂုတ်သွေးစုပ်တဲ့ လုပ်ရဖြစ်ပါတယ်အဲ့တော့ဘူမတိကိုမတိမျိုးတအားချစ်တဲ့ဘူမတိကိုမတိတွေကတော့ထပ်ပြီးတော့အလူလဲခံရမယ်အကြောင်းအရာပါဒိုင်းနာဒေါ်လာရေးတပ်ဖွဲ့တွေပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းစစ်ဆင်ရေးတွေကြောင့်2024ခုနှစ်တနှစ်တာအတွင်းမှာပဲစစ်ရုံးကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲနဲ့နေကြားဆောင်တပ်ဖွဲ့ဝင်ပေါင်း1493ယောက်တေဆုံးခဲ့ကြောင်းသိရှိရပါတယ် အနာသိလေးနှစ်မှာစရှုံးကောင်စီရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုဒါကစာဌာနချုပ်တစ်ခုစကခဌာနချုပ်၅ခုနဲ့စစ်ပြူဟာအခြေစိုက်စခန်း၄ခုအပါဝင်စုစုပေါင်းအခြေစိုက်ဌာနချုပ်စခန်း183ခုဆုံးရှုံးခဲ့ရပြီးတရင်အများပြားလဲအင်အားချိနဲ့နေတယ်လို့မင်းသားညီရဲအစိုးရကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာဒါကတော့ဒုတိယသတင်းတစ်ပုဒ်တိုက်ပွဲမှာသေဆုံးနေတဲ့စစ်ရှုံးကောင်စီတပ်သားတွေရဲ့နာရေးအတွက်တပ်တွင်းမှာငွေတူး ချင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့တောင်တွင်းကြီးကအမှုပွဲစားဒီစစ်မှုထမ်းကြီးကောက်နေတဲ့သူတူပြစ်ခတ်ခံရပြီးတော့တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ပရက်ကျဲတိုက်နယ်ဂွေတော့ခုံကြီးွာကအမှုပွဲစားဆိုသူအမျိုးသားတူကိုပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းမကွေးဂိုရီလာဝဲဖဲမကွေးပြောက်ကြားတက်ကပြောပါတယ်။အဲ့တော့ပြစ်ခတ်ခံရသူဟာအသက်50ရွယ်ရဲခိုင်းဆိုတဲ့သူဖြစ်ပြီး မင်းနဲ့မင်းနဲ့ရဲ့နေ့လယ်၁၂နာရီခွဲလောက်မှာကာကွယ်ရေးတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်အဲ့တော့ပြည်သူတွေကိုအမြဲတမ်းစက်ကြီးကောက်နေတဲ့ရဲခိုင်အခုတော့ပြည်သူတွေကိုမဖျင်းနိုင်တော့ပါဘူးရဲခိုင်ဘဝတော့နောက်ဆုံးအဆုံးသက်ကတော့အခုလိုမျိုးဖြစ်သွားပါပြီရဲခိုင်ကရဲရွာတွေမှာအမှုတွေရှိခဲ့ရင်ရဲစခန်းနဲ့ပေါင်းပြီးရတဲ့အကျိုးမြတ်ကိုရဲစခန်းနဲ့ပေါင်းစားတဲ့အပြင်အုတ်ချုပ်ရည်မှုဗျံလွှားနဲ့ပေါင်းပြီး စစ်မှုတန်းကြီးတွေကောက်တဲ့အတွက်အခုလိုပစ်ခတ်ခဲ့တာပါဆိုပြီးကြောက်ကြတက်ဖွဲ့ကပြောပါတယ်နောက်ထပ် သတင်းတစ်ပုဒ်ကတော့ရခိုင်လူငယ်လူရွယ်တွေနဲ့ရခိုင်ပြည်သူတွေကြားမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရတဲ့အေအေနဲ့ပတ်သက်တဲ့သတင်းတစ်ခုဖြစ်ပါတယ်ဒီသတင်းကတော့ဒီရခိုင်ငါလူငယ်လူရွယ်တွေကိုပြည်ပနဲ့တခြားတိုင်းပြည်ပြည်ပနဲ့ပြည်မရန်ကုန်တို့မန္တလေးတို့ပြည်မကိုထွက်ခွာခြင်းမပြုဘဲနဲ့စစ်မှုထမ်းရမယ်ဆိုပြီးအေအေကကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်းပါ အဲ့တော့ဒီသတင်းပြည့်စုံကိုဆက်ပြီးတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်တွင်းမှာနေထိုင်တဲ့ရခိုင်လူငယ်တွေကိုပြည်ပနဲ့ပြည်မကိုထွက်ခွာဝင်မပြုဘဲအေအထံမှာစစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်းအရခတ်တက်တို့အေအေကမနေ့ကကြေညာချက်စာတစ်စောင်ထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်။ဒိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေသေးဖြစ်တဲ့အရခတ်ဒေသတွင်းကနေရက်စုံခွာဖို့အားထုတ်ကြိုးပမ်းနေတဲ့ဒေသနေပြည်သူတွေသိရှိလိုက်နာဖို့အတိပေးတားမြစ်ချက်စာတစ်စောင်ကိုရခိုင်ဘာသာနဲ့ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ အဲ့တော့အသက်18နှစ်ကနေ25နှစ်အရွယ်အမျိုးသမီးတွေနဲ့အသက်18နှစ်ကနေ45နှစ်အရွယ်အတွင်းအမျိုးသားအလုံးစစ်မှုထမ်းရမယ်ဆိုတော့ AA ရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တဲ့လူငယ်လူရွယ်တွေကရိုက်ပါအတွင်းကနေတင်းရှောင်မှုတွေရှိနေကြောင်းဒီ AA ကျမ်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါတဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရင်ရတဲ့လူနာတွေကလွဲပြီးမတ်လ18ရက်နေ့ကထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB ပါအကျုံးဝင်သူတွေကိုတွာလာခွင့်ပြုမှာမဟုတ်ပဲလက်ရှိတိုက်ပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်ကာလပြီးဆုံးတဲ့အချိန်ထိတားမြစ်ထားမှာဖြစ်ကြောင်း A ရဲ့ကြေညာချက်ထုတ်ပြန်ချက်စာတစောင်မှာရေးသားထားတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့ရခိုင်ကနေထွက်ခွာလို့သူတွေကိုကုန်းလန်းရလန်းကနေပတ်ဆံယူပြီးတော့ပို့ဆောင်ပေးနေသူတွေကိုလည်းတွေ့ရှိရင်တိဆဲဥတွေရအရေးယူမှာဖြစ်ကြောင်းကိုလည်းအေကပြောဆိုပါတယ် အခြေခံစားတောက်ကုန်တွေရောင်းဝယ်တဲ့ကုန်တွေတွေနွားကုန်တွေတွေနွားငှားလိုက်သူတွေအဲ့ဒီကုန်တွေအနေနဲ့လဲလူဘိုခေါ်တာတွေအခကျင်းွေယူပြီးတော့လူကယ်ရီတွေမပြုတ်လို့ဖို့အေအေကသတိပေးတားမြစ်ပါတယ်မြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ရှုံးကောင်စီထောင်ထားတဲ့စွန့်မိုင်းတွေကိုမနှိမ့်မိစေဖို့စစ်ရှုံးကောင်စီထံကိုစစ်မှုထမ်းစူးစောင်းမခံရစေဖို့ကြားပြတ်လုပ်ငန်းတွေအတွင်းမှာလူကုန်ကူးမခံရစေဖို့တိုက်ပွဲတွေကြားမှာဒီကြားမျက်ထာမျိုးတွေမဖြစ်စေဖို့ စစ်ကြောင်းကောင်စီရဲ့ရခိုင်လူမျိုးမပုံတင်စက်တင်မြင်းသောကင်ဆောင်ထားသူတွေကိုဖမ်းဆီးငွေညစ်တာတွေဖမ်းဆီးတာတွေပုံမှန်မျိုးမျိုးနဲ့ဖမ်းဆီးထောင်ချတာတွေလူတက်ပြီးတော့အလောင်းဖြောက်ထားတွေကိုပြုတ်လုံနေတဲ့အန်ဒီရယ်တွေကနေကင်းဝဲစေဖို့အတွက်လဲရည်ရွယ်တယ်လို့ဒီထုတ်ပြန်ချက် ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကိုလည်းအေကထည့်သွင်းပြီးတော့ရေးသားပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲရွယ်လေးအေးလေးအေးအေးအနေနဲ့ရေးဖို့ကာလာကြီးညာချက်ပြန်လဲရုပ်သိမ်းမဲ့အချိန်ကိုထပ်မံအတိပေးထုတ်ပြန်သွားမှာဖြစ်ကြောင်းလည်းပြောဆိုပါတယ်။ အဲ့တော့မပြည့်ပြည့်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆွေနှွှဲရင်းအရက်ခဒေတာတစ်ခုလုံးကိုအရက်ခပြည်သူလက်ထက်ရောက်ရှိရေးဆိုတဲ့ရီမန်းချက်ကိုအကောင့်ထဲပေါ်နေကြောင်းထုတ်ပြန်ချက်မှာအတီလင်းပြောဆိုထားပါတယ်ခင်ဗျာအဲ့တော့ဒီထုတ်ပြန်ချက်ကျွန်တော်တို့ NDP လို့ခေါ်တဲ့ဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDP နဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြားမှာမျိုးမျိုးအမြင်ကွဲလွဲမှုတွေရှိနိုင်ပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့အမြင်မှတ်ချက်ဒါကအေးအနေနဲ့ပြုလုပ်တင်လာစစ်မှုထမ်းဖို့ဆိုတာကအခုလိုမျိုးအမိန့်ထုတ်ပြန်စာထုတ်ပြီးတော့လုပ်တင်တဲ့အကြောင်းအရာလားဒါကဒုတိယချင်းစီတိုင်းအမြင်တွေကိုလည်းကျွန်တော်ကြားသိလိုပါတယ်ဒါကြောင့်မလို့ comment မှာဒီအမြင်တွေကိုရေးသားပေးဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရမယ့်အချိန်ကိုရောက်ရှိလာပါပြီခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့တပတ်အတွင်းမှာအလင်းဝင်လာတဲ့ စစ်ရှုံးကောင်စီတပ်ဘက်ကနေအလင်းဝင်လာသူ15ဦးထိရှိလာပြီးဖြစ်ကြောင်းကိုပြည်သူပန်းတိုင်းဖွဲ့ကထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်။ပြည်သူနဲ့ပူးပေါင်းသူလက်နက်ချစစ်တုံးမှန်းစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲနဲ့ပြည်သူစစ်စုစုပေါင်းဒီမေလ၈ရက်ကနေ14ရက်နေ့အထိသတင်းတစ်ပတ်အတွင်းမှာ15ရောက်ရှိတယ်လို့ပြည်သူပန်းတိုင်းဖွဲ့ကမနေ့ကမေလ22ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီ15ရောက်ထဲမှာတော့ပြည်သူနဲ့ပူးပေါင်းလာခဲ့တဲ့စစ်သား3ယောက်နဲ့ပြည်သူစစ်4ယောက်စုစုပေါင်း9ယောက်ဖြစ်ပြီးစစ်တုံးမှန်းဖြစ်နဲ့ဖမ်းခံရတဲ့စစ်သား6ယောက်ပြည်သူစစ်2ယောက်စုစုပေါင်း8ယောက်အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်တော့15ယောက်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူ့ဘက်နိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရဇန်နဝါရီလကနေမေလဒုတိယပတ်ထိပြည်သူနဲ့ပူးပေါင်းသူလက်နက်ချသူစစ်တုံးမှန်းဖြစ်နဲ့ဖမ်းခံရသူ1082ယောက် ရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာအဲ့တော့အလင်းဝင်လာတဲ့သူလက်နက်ချတဲ့သူပြည်သူနဲ့ပူးပေါင်းသူနောက်ဆုံးစစ်တုံးမှဖြစ်တဲ့ဖန်ဆီးခံရသူတွေတောင်တက်ရှိထင်ရှားအသက်ပေးအနေနဲ့နေကင်းလို့ပြီးမိသားစုနဲ့ပြန်လဲစုံစည်းခွင့်အခွင့်အလန်းကိုရရှိကြပါတယ်အေအေကဟိုးတစ်ခေါက်ကမှတ်မိသေးလားမသိဘူးနှစ်ဆနှစ်ဆနိုဝင်ဘာဒီဇင်ဘာနှစ်ကုန်ပိုင်း2024နှစ်ကုန်ပိုင်းနဲ့2025နှစ်ဆပိုင်းမှာအေအေက အဲတရားဝင်ပြောလိုက်တဲ့အခါရှိပါတယ်ဒီအသက်ချမ်းသာဖို့အတွက်အာမခံနဲ့ဘီသူနဲ့မိသားစုတွေနဲ့ပြန်လည်စုံစည်းရဖို့အခွင့်အလမ်းဖြစ်တယ်ဆိုပြီးဗကြုထုံးမြင့်နိုင်တို့ကတရားဝင်ပြောခဲ့ပါတယ်ဒီအခွင့်အလမ်းကိုပေးခဲ့တဲ့ဤသူနောက်ဆုံးမှာဒီအလင်းဝင်လက်နက်ချအလင်းဝင်လာတဲ့သူတွေသာမကဘဲနဲ့စစ်တုံးမှန်းအဖြစ်နဲ့တိုက်ပွဲမှာ အချင်းဒီမပေးလို့နောက်ဆုံးမတက်တာလို့လက်နက်ချလိုက်ရတဲ့အဖမ်းခံလိုက်ရတဲ့သူတွေကိုတော့အရင်ရက်မှာအဲဒီကတက်တော့အေအေက ဒီတိုင်းမိသားစုဝင်တွေအပါအဝင်သေချောကောက်စီတပ်သားတွေကိုတုံမန်းတွေကိုပြန်လှုပ်ပေးခဲ့တာကိုကျွန်တော်တို့မြဝါထင်ထင်တွေ့မြင်ရမှာပါအဲ့တော့တော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့တော့နိုင်ငံတကာဥပဒေနဲ့အညီစစ်တုံမန်းဥပဒေတွေနဲ့အညီဖမ်းမိတဲ့စစ်တုံမန်းတွေလက်နက်ချအလင်းဝင်တဲ့စစ်ရှုံးကောက်စီတပ်သားတွေအဆင့်ရာထူးအမျိုးမျိုးကိုဘလိုမျိုးပုံစံထားတယ်ဆိုတာကိုတော့ကျွန်တော်တို့တွေရှေ့ရှေ့ဝေးဝေးထပ်ပြီးတော့ပြောနေသေးရမလို့ပါဘူးလက်တွေ့လောက်ရက်တွေဖြစ်ရက်တွေကိုကြည့်မယ်မြင်မယ်တွေ့မယ်ဆိုရင်သိနိုင်ပါတယ်ဒါကြောင့်မလို့ မြန်မြန်အလင်းဝင်ခိုးလုံကြဖို့ထမှန်နှုတ်စောတိုက်တွန်းလိုက်ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့မြင်ရတဲ့သတင်းတွေကိုစုစည်းပြီးတော့တင်ဆက်ပေးကြတာဖြစ်ပါတယ်သတင်းတွေထဲမှာဆိုရင်ဒူစစ်ကောင်းဆောင်စိုးဝင်းကလာမယ့်ရွေးကောက်ပွဲမှာလုံခြုံရေးနဲ့တည်ငြိမ်ရေးတာဝန်ယူလိုက်ရပြီဆိုတဲ့သတင်းနောက်တစ်ခါတက်တွင်းမှာတေဆုံးနဲ့စစ်ရှုံးကောင်စီတက်ဖွဲ့ဝင်တွေရဲ့နာရေးစရိတ်အတွက်တက်တွင်းကဘုံမှုကြီးတွေဘုံမှုကြီးဘုံချုပ်ကြီးတွေရဲ့ကြော်တွေက၁၀ဒိုးနဲ့ငွေဒိုးချိနေတယ်ဆိုတဲ့သတင်း နောက်တစ်ခါစကြုံကောင်စီဘတ်တော်သားအောက်ဆွဲတွေဘဝအဆုံးသက်ဤကုန်မလှတဲ့သတင်းဒီသတင်းအကြောင်းအရာတွေကိုဒီကနေ့မှနားဆင်ကြရတာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲတမ်းလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံနဲ့အတူဝိုင်းတော်သားတွေကစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့နေ့လေခင်းမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ